ရဲလိုရောင်ကြီးအရင်ခဲလိုရောင်ကြီးအညွန်ငယ်မြန်မာစွာရှိနေသည့်အချိန်များတွင်ခဲလိုရောင်ကြီးနှင့်ထိတွေ့မှုကြောင့်နေလောင်ခြင်းအသားညိုမဲလာခြင်းတို့ကိုဖြစ်စေနိုင်ပြီးထိတွေ့မှုကာလကြာလာသောအခါမျက်စိတိမ်ဆွဲခြင်းအရေးပြားများအရွယ်မတိုင်မီအိုမင်းခြင်းယုံခြင်းကိုယ်ခံအားကျဆင်းလာခြင်းအရေးပြားကန်ဆာဖြစ်ခြင်းစသည့်ဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်ပါသည်ကာကွယ်နိုင်မည့်ဒီလမ်းများ ခဲလွန်ရောင်ကြီးမြမစွာကြောက်နိုင်သည့်မနက်၁၀နာရီမှညနေ၄နာရီအတွင်းတွင် နေအောင်ကြီးနှင့်တက်ရိုက်ထိတွေ့ခြင်းကိုတက်နိုင်သမျှရှောင်ကြပါအပြင်ထွက်ပါကမိမိအသားကိုနေအောင်ကြီးနှင့်တက်ရိုက်မထိတွေ့မိစေရန်ညနာလယ်ပင်းနှင့်ပခုံးတို့ကိုပါ လုံခြုံသောထီးအုတ်ထုပ်စသည်တို့ကိုစောင့်သွားပါခဲလွန်ရောင်ကြီးအလွယ်တကူမဖောက်နိုင်သောခြေသားထူထူပွပွဝတ်ထည်များကိုဝတ်ဆင်ပါခဲလွန်ရောင်ကြီးသည်မျက်စိကိုလည်းထိခိုက်စေနိုင်သဖြင့်ခဲလွန်ရောင်ကြီးကို 69ရာခိုင်နှုန်းအထိအကာအကွယ်ပေးနိုင်သည့်နေကာမျက်မှန်ကိုတက်စင်ပါအဖို့ကင်းလွန်နေသောလက်လေဘင်းနှင့်ပခုံးစသည့်နေရာများကိုတနက်ကားထူထူဒါမှမဟုတ် SPF 15 plus ပါဝင်သောနေအောင်ခံလိမ့်စေးကိုနေအောင်ကြီးထဲမှထွက်ပြီး15မိနစ်ခန့်ကြိုလိမ့်ပါနေအောင်ခံလိမ့်စေးတစ်ခါလဲပြီး2နာရီကြာပြီးတိုင်းတစ်ခါထပ်၍လိမ့်ပေးပါကလေးငယ်များနဲ့တက်ကြီးဘိုးဘွားများသည့်ကင်းလွန်ရောင်ကြီးအန္တရာယ်ကိုပုံမခံစားရနိုင်သဖြင့်အထူးကြိုပြုဆင်ခြင်ရန်လိုအပ်ပါသည် အသက်တနှစ်အောက်ကလေးငယ်များကိုနေပူထဲသို့ခေါ်ဆောင်ခြင်းမပြုပါနဲ့ကလေးများကိုအရေးထဲတွင်သာကစားစီပါ